လုံးဝမင်္ဂလာပါရှင်ဒီနေ့ကတော့အမလို့မြောင်မြောင်မုံဟင်္ကာလေးချက်စာရအောင်နော် ပုံမှန်ကတော့ငရဲနဲ့ချက်တာပါရှင်အမကဒီမှာငရဲမရှိလို့ကက်ကတဲ့ငါးလေးနှစ်ကောင်ဝယ်လာပါတယ်ဒီငါးလေးကဥရေပါရီအကုန်လုံးထုတ်ပေးတာပေါ့နော်အမရေလေးတစ်ချက်လောက်စေးပြီးတော့ဇပလင်းရဲ့ငံပြရည်ကိုထမင်းစားစုံနဲ့18စုံထည့်ပြီးတော့ငါးချက်တဲ့အထိပြုတ်ပေးပါမယ်နော်ကျန်နိုင်ဘာမှမထည့်ပဲနဲ့ငံပြားကြီးတစ်မျိုးရင်းနဲ့ပဲပြုတ်တာပါเนาะချက်သွားပြီဆိုရင်တော့ငါးလေးတွေကိုဒီလိုအသားလေးတွေနှွာလိုက်ပါမယ် ုနကငါးပြုတ်တုံးကကြံနေတဲ့ငံပြားကြီးလေးတွေနဲ့ဇပလင်လေးတွေကိုလည်းတင်ထားမယ်နော်ငံပြာရင်နဲ့ပြုတ်ထားတော့လေငါအသားလေးတွေကမမာလေးနဲ့ငါးတဲ့ကိုလည်းအရသာပုံဝင်ပါတယ်အချိန်မှာတော့ငါးလေးကအကုန်လုံးနှွားပြီးသွားပါပြီအဲ့တော့လက်လေးနဲ့တစ်ချက်မှွှားပေးမယ်အဲ့မှာထွက်လာတဲ့အယိုးလေးတွေကိုလည်းဖယ်ပေးပါမယ်နော်ဒီလိုနေထားလေးဆိုရင်ငါးလေးကရပါပြီရှင် အမ်ဆန်လုံးမုံလေးနဲ့လုံလိုက်သေးတယ်ပေါ့နော်ဒေဦးထဲမှာထမင်းပေါင်းဆန်ချိန်ခွန်တစ်ခွက်စာလောက်ရှိရဲ့ဆန်လေးတွေကိုမီးအေးအေးလေးနဲ့အဆက်မပြတ်လှော်ပေးရတာပါလှော်ရင်းနဲ့ရွှေညွံ့အောင်လေးတန်းလာတဲ့ချိန်မှာချလို့ရပါပြီပြီးတော့အရင်တော့အမ်ကချိတ်ဆက်လေးနဲ့ဒီလိုမှုန့်သွားတဲ့အထိချိတ်ပေးလိုက်ပါတယ်နော်ဒါဆိုရင်ဆန်လုံးမုံလေးရပါပြီသက်သွံဖြူသုံးမှောက်ကိုခုံခွာပြီးတော့တဝက်ကိုဒီတိုင်းထောင်းထားတယ်နောက်တဝက်ကိုတော့ငရုခေါင်းလေးနဲ့ထောင်းထားပါတယ်နော် ဒါဆိုရင်အမှုစပြီးတော့ငားလေးကိုစီတက်မယ်နော်။ဒဲဟိုအလွတ်တစ်လုံးနဲ့မှစီကိုထမင်းစားဆုံးတစ်စုံနဲ့ထည့်ပါမယ်။စီပူလာပြီဆိုရင်ခုနကထောင်းထားတဲ့ကျွတ်ဖြူတဝက်ကိုထည့်ပြီးတော့စီတက်ပေးပါ။ကျွတ်ဖြူလေးကမွှေးလာပြီဆိုတော့မှငားတွင်ထားတာလေးတွေကိုထည့်ပြီးတော့မချောက်တချောက်လေးရတဲ့အထိစီလေးတက်ပေးပါမယ်။ကျွတ်သွားတဲ့အထိမတက်ဘူးနော်။ဒီနေထားလို့ဆိုရင်ငားစီတက်တာရပါပြီပြီးတော့ရင်ကတော့ခုနကဖယ်ထားတဲ့ငားအယိုးတွေရောခေါင်းတွေရောအကုန်လုံးကိုငရုစုံထဲကိုထည့်ပြီးတော့ဒီလိုမျိုးထောင်းပေးပါမယ်ရှင် တော့မြမြဆပြီးတော့ကြေသွားပြီဆိုရင်တော့ရေ450မီလီလောက်ကိုထည့်ပြီးတော့ဒီလိုဇုံးလေးနဲ့မှွေပေးပါမယ်။ပြီးရင်တော့ဒီလိုစကားလေးနဲ့စစ်ချလိုက်ပါမယ်။နောက်ထပ်ရေ450မီလီလောက်ကိုလည်းထပ်ပြီးတော့လောင်းပြီးတော့ဒီငါးရိုးတဲ့အချိုးတဲ့ဒီအကုန်လုံးစစ်ချလိုက်မယ်ပေါ့နော်။ ဟဲ့ဒါဆိုရင်တော့အရိုးတွေဘာတွေမပါတဲ့အရေးလေးရပြီဒါလေးကငားလေးမှွေထားတာပြီးတော့ဒါကကုနာကျန်နေငံပြားရေးစက်သွန်ဖြူရင်းနဲ့ရောကောင်းလေးထောင်းထားတာရယ်ပါအိုးဘဲဥစားထဲဖို့ကြက်ဦးလေးကိုလည်းပြုတ်ထားရယ်ပေါ့နော်ပြီးရင်ကတော့မုတ်ဖက်လေးကိုပြုတ်ပါမယ်အမဒီဗီယန်နဲ့ခေါက်ဆဲချောက်လေးကိုသုံးပါရရှင်ရေမမြအောင်စူအောင်တဲပြီးတော့ခေါက်ဆဲချောက်လေးထည့်ပြီးတော့ကြက်သွားတဲ့ဒီပြုတ်ပေးပါမယ်နော်ကြက်ပြီဆိုရင်ရေအေးအေးနဲ့စီးချပြီးတော့စစ်ထားပေးပါမယ်နော် အမလို့မိုးရင်းကားကြီးလေးစားချက်ကြမယ်နော်။ဦးရင်းမှာငါးယူးတွေကိုစစ်ထားတဲ့အရင်ရဲ့ငါးပြုတ်တုံးအောင်ကျန်တဲ့ငံပြားရဲ့ရင်နွေးလေးရဲ့ထဲပါမယ်။ဖဲထားတဲ့ဇပလင်လေးတွေကိုပါပြန်ထည့်လိုက်မယ်နော်။ရင်နွေးကိုတော့အမက1လီတာခွဲလောက်ထည့်ပါတယ်။အားလုံးစုလောင်တည်ပြီးတော့အပေါ်ကအမြုံနေကုန်လုံးခတ်ထုတ်ပါမယ်နော်။ပြီးရင်ကတော့ငါးအသားစီတတ်ထားတာလေးကိုထည့်ပါမယ်။ဦးလေးကပြန်စုလာပြီဆိုရင်တော့အမလို့ချက်သွန်နီလေးတွေကိုလေးစိတ်ခွဲထားတာထည့်ပါမယ်ရှင်။ ချက်တော်နေဥလေးသေးသေးလေးရှိရင်လည်းထည့်လို့ရရပေါ့နော်အံကမရှိလို့ပါအပေါ်ကနေတက်လာတဲ့မြုံတွေကိုအမြဲတမ်းဖယ်ထုတ်ပေးပါမယ်ပြီးတော့ရင်ကတော့ချက်သွန်ဖြူနဲ့ငရုကောင်းလေးရောထောင်းတာလေးကိုထည့်ပါမယ်ရှင်ချက်ဥလေးတွေကိုလည်းအရသာပူဝင်စင်တာကြောင့်အံကဓာရလေးပေးပြီးတော့ဒီချိန်မှာပဲထည့်ထားလိုက်မယ်ပေါ့နော်ပြီးတော့ရင်ကတော့ခုနကလှော်ထားတဲ့စမ်းမုံလေးကိုထမင်းစားစုံလေးစုံကိုရေလေးနဲ့ဖြော်ပြီးတော့ထည့်လိုက်ပါတယ် ပဲချက်မုံကိုလည်းထမင်းစားသောနှစ်စုံနဲ့ရည်အီးလေးနဲ့ဖြော်ပြီးတော့ထဲပါရရှင်။ဟီးဦးပြန်စုလာပြီဆိုရင်တော့စနွေးမုံလေးနဲ့နဲ့ထဲပါရ။စနွေးမုံကိုမြောင်မြောင်မုံဟင်းကမှနောက်ဆုံးမှထဲတာပါ။အဲ့ဒါအမှဒီလိုအယောင်လေးရမှာပါနော်။ရတာအတွက်ကတော့ငံပြားရဲ့ချိုးမုံလေးရဲ့ထဲတယ်ပြီးတော့နောက်ဆုံးမှမြို့ကောင်းလေးဖြူပေးပါရနော်ဟီးပြစ်ချဲရတော့ကိုစိတ်ကြိုက်ချိန်ပါနော်ပိုပြစ်ချင်ဇက်မုံလေးဖြောပြီးထထဲပါပိုချဲချင်ရင်တော့ရင်နွေးလေးထဲပါရှင် ဒါဆိုရင်တော့အရန်ကိုစားလို့ကောင်းတဲ့မြောင်မြောင်မူဟင်းကားလေးရပါပြီနော်။ငါတွဲစားဖို့ပိတ်ချော်လေးလည်းကြော်ထားတယ်။ပြီးတော့နမင်းတို့ငူတင်းမုံတို့စီချက်တို့တမယာသီးတို့ဒါလေးလည်းပြင်ထားတယ်ပေါ့နော်။ဟီးအရောင်လေးကိုကြည့်ပါအောင် စားချင်စရာလေးနော်။ MME ကမြောင်မြောင်ဘက်ကပါအတော်ရအခုဒီမြောင်မြောင်မှာနေနေရပေါ့နော်။ဒါလေးကတော့အမတို့အိမ်မှာအမြဲတမ်းချက်စားနေကြမြောင်မြောင်မူဟင်းကားချန်နေလေးပါနော်။ဒါလေးကတော့အမူပွဲလေးပြင်နေရပါရှင်။ ဘဲချော်လေးရဲ့အိုးဘဲဥအစားချက်ဥလေးရဲ့စီချက်လေးဖြူးနည်းနည်းမလေးငယုတ်သီးလေးနဲ့ပေါ့နော်။သမားသီးလေးနှင့်အရန်ဥမစားလို့ကောင်းတာပါ။အိမ်မှာလှုပ်ရှားကြည့်ကြပါအောင်နော်။ဒါဆိုရင်တော့အမလို့နောက်ဗီဒီယိုကြမှာပြန်တွေ့ပါမယ်ရှင်။